ဟေးယိုချူပလီတဲ့ဂျင်မီအားလုံးပဲမင်္ဂလာပါ Jazz အစင်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခု Jazz နဲ့အတူ Channel 2တဲ့ရင်လေးတွေကနော်ကိုစီကိုရဲဘော်ရှန်လေးတန်ဆက်ပြီးတဲ့ဒီနေ့ရဲ့နော်နောက်ဆန်တဲ့တဲ့ရင်ကောင်းလေးတွေဖြစ်ပါလိမ့်မယ်ဟုတ်ပြီထုံးဆိုင်တဲ့ Jazz နဲ့အတူဆောင်တဲ့လိုက်ပါကြိုဆိုဖို့တဲ့ဖိတ်ခေါ်ပါတယ်ကဲဟုတ်ပြီစလိုက်ကြကဲငါတို့ကတတ်မတော်ချစ်တဲ့နိုးတွေကပါတတ်မတော်ချစ်ပါတယ်နော်အာငါတို့ဘလို့တက်မတော်ကိုချစ်တာစစ်တပ်ကိုဘလို့ချစ်တာဆိုတဲ့ဒူတွေအတွက်တည်ငောင်းတာပါဘယ်အဲ့ဒါကဘာလဲဆိုတော့ရက်ခတ်ဟမ်တေချင်းစိုးနဲ့တေတဲ့ကောင်နဲ့မတာပေါ်ွားတဲ့ကောင်နဲ့ဖမ်းမိသွားတဲ့ကောင်နဲ့နော် အင်းအမိုက်ကအပေခံွားတဲ့ကောင်းဒီကြံပိခဲ့တဲ့ဒီသားသမီးဒီမြစ်တွေစစ်ဒီတုံးနေရဲ့ပါမိသားစုတွေကိုရခိုင်တပ်တော် AA ကဒုတိယအကြိမ်ထပ်လုပ်ပေးလိုက်ပါเนาะအဲ့တော့ဒီမိသားစုဝင်တွေအတွက်စစ်တပ်ကိုချစ်ပါတယ်ဆိုတဲ့စစ်တပ်ထောက်ခံတဲ့လူတွေเนาะမင်းအောင်နိုင်စစ်တပ်ကခေါင်းဆောင်မှလို့ကိုကိုတောင်းဝင်ခံထားတဲ့မင်းအောင်နိုင်ကစပြီးတော့နောက်ဆုံးအောက်မှာမင်းအောင်နိုင်ဘုံမှနေတဲ့เนาะဖွ့နဲ့ခွေစက်ပေါက်ထားတဲ့ဖွ့ခွေတွေအထိဘာတောင်းဝင်ယူပေးနိုင်ကြည့်ချင်တယ်အဲ့ဒါအဖြစ်ပဲ နော်ဒီတော်လိုင်းရေးမှာအဲ့ဒါဖြစ်ပဲဒီတော်လိုင်းရေးမှာတစ်ဖက်မှာတည်ဆုံးမှုရှိတယ်တစ်ဖက်ကတိုက်တာဒီသိင်းသိင်းသိင်းငါတို့တိုင်းပြည်အတွက်ဒီခွေးသားတွေတော့အာဏာမပေးဘူးဆိုတဲ့ခဏဦးကျက်နဲ့ကိုကိုတိုင်းအသေးခံပြီးတိုက်တာအဲ့လိုတေဝါနဲ့ရဲဘော်အတွက်သူ့ရဲ့လောက်ဖို့ကိုင်ပဲရဲဘော်တွေကကြည်စံမိုးယွမ်းနေတဲ့ကြားမှာအလောင်းရအောင်ခောက်ပြီးတော့ကောင်းမွန်စွာတချို့ပေးတယ်တစ်ဖက်မှာကျတော့မင်းအောင်နိုင်အတွက်ဘူမတိဘာမတိငါတို့ကစစ်တာပေးတဲ့အမိတ်တိုက်တာပါလေဆိုတဲ့နော်ဘူမတိဘာမတိပဲတိုက်ပြီးတော့သိင်းစုနဲ့သိင်းရဲဘော်တွေကတော့ စစ်သားတွေပေါ့နော်အရာရှိအချက်စစ်တီတွေလက်အလောင်းကောက်ဖို့မပြောနဲ့ခွေးစားတော့လို့ထင်ကြည့်ရပေါ့ပြီးလို့ရှိရင်လည်းတံမိခက်တဲ့မိသားစုတွေတာဝန်ယူမှုတာဝန်ခံမှုဘယ်သူမှမရှိတဲ့ပေါ့ကဒီလူတွေကလည်းစစ်သားတယောက်တွေပါလို့ဝမ်းမနဲ့နဲ့အပြင်ဟာခွေးသေးတယ်ခွေးသေးကောင်ခွေးနဲ့နှိုင်းပြီးတော့တမိုင်းရိုင်းခဲ့ရပေါ့အဲ့ဒီဘဝနှစ်ခုမှာကြံပြင်းခဲ့တဲ့တာမီမိသားစုတွေတော်နိုင်ရဲဘော်တယောက်ကြဆုံးသွားလို့ကြံပြင်းခဲ့တဲ့မိသားစုမျက်နှာမငယ်အောင်ပြည်သူကြတယ်သူယောက်ျားဘော်သူ့ရဲ့အကူဘော်သူ့ရဲ့သားဘော်သူ့ရဲ့ဦးလေးဘော် တော်နိုင်ရင်တော့မတ်ဆုံးရတာလေဟဲ့ဘယ်နေရာမှာနှစ်မျိုးကိုကောင်းတယ်ကျွန်တော်ပြောစကားမှန်မှန်လားဒီစကားကြီးနှစ်ဖက်လုံးမှရှိမယ်စစ်တပ်ထောက်ခံလို့အင်္ဂါတို့ချမ်းမှန်းအင်္ဂါတို့လို့ပြန်ဟဲ့ကျွန်တော်တို့ကကြီးတဲ့နေရာမှာ average ကြီးရလူအများစုကိုကြီးရလူအများစုကြီးဘယ်လိုမျိုးလုပ်လဲစစ်သားတွေလူအများစုကြီးပြည်သူအများစုကြီးစစ်သားတစ်ကောင်တိုက်ဝဲမှာတေဝိုင်းဘယ်လိုပြောလဲဝန်နယ်လားပျော်ချတာပြည်အများစုကြီးတော်နိုင်ရမတော်တိုက်ဝဲမှာချဆုံးမှရင်ဝန်နယ်လားပျော်ချတာအဲ့ဒါကြည့်လေတော့ရခိုင်တပ်တော်အေကဒီနေ့စစ်တုံးမှ200ကျော်ကိုပြန်ထုတ်လိုက်နော် တတိယဖတ်မယ်ပြီးမှဆက်ပြောပါမယ်ကျွန်တော်ဒီစကားပြောတာနည်းနည်းကျွတ်ထိုးနေတဲ့အတွက်အဆင်မပြေတာရှိနေခွန့်လို့ပြတာရခိုင်ပြည်နယ်မင်းပြားမြို့တိမ်တိုက်ပွဲမှာဖမ်းဆီးထားတဲ့စစ်တုံးမှမိသားစု200ကျော်ကိုအားကတက်တော့အေးကပြန်လို့ပေးလိုက်ခလင်းနဲ့330ဦးနဲ့အမျိုးသမီး65ဦးစုပေါင်း225ဦးကိုမေလ16ရက်ကလွှတ်ပေးခဲ့ခြင်းကိုအေးနဲ့ဒီစက်ကြီးတတိယနေ့ကပြောတယ်စစ်တုံးမှမိသားစုဝင်ကြီးကိုတက်တော့ကပြန်လို့ပေးနေပါတယ်နောက်ထပ်စီစဉ်ရှိပါတယ်ရင်ကနေလှုပ်ပေးခဲ့တာရှိပါတယ်စစ်တုံးမှန်းတွေကိုတော့ဥရေအတိုင်းဆောင်ရွက်ဖို့ရှိတယ်လို့တည်ရတယ်ဟိုအထက်ကတရင်မြစ်ကပြောတယ် အေဒီရဟန်ဒီလည်းနိုင်စစ်တွေကြောက်ကြူများအောင်မြို့မှာလွယ်ကြံပြို့များကိုဒိတ်ယူထားတယ်။မြို့ရင်းတိုက်ပွဲများတွင်အေအကောင်နဲ့ချီတော်စစ်တော်ဗန်းများဖြင့်စစ်ကောင်စီထိတ်တဲ့အရာကြီးများဖြင့်ဗိုလ်မှူးချုပ်၄ဦးကိုလည်းဖမ်းဆီးထားတယ်။တုံးပြင်းတိုက်ပွဲအတွင်းစစ်ကောင်စီထိတ်တဲ့အရာကြီးအချို့လည်းပေဆုံးခဲ့။ဒီကနေ့2024ဒီဇင်ဘာကအေအီဂွမ်းမြို့ဒိတ်တိုက်ပွဲတမန်၂၂တမန်မှုဗိုလ်မှူးကြီးအောင်ဒီမျိုးနဲ့တမန်၁၇တမန်မှုဗိုလ်မှူးကြီးတန်းဆိုးဝင်းတို့ဒီဆုံးခဲ့ဒီအေကဒီဇင်ဘာ၂၂ရက်နေ့ထုတ်ပြန်ထားတယ်။ဒီဇင်ဘာ၈ရက်ကမောင်တော်မြို့မြို့နယ် စောက်တက်ဘွဲ့ခွဲနတ်ခါခါငါအတေးယူစဉ်ဖပြေးသည်ဘုံမူကြီးအောင်တင်မျိုးကအသေးဖမ်းမိခြင်းကိုအေကထုတ်ပြန်တယ်ဒီတက်ခွဲတွေဘူးရီတော်မျိုးအမှတ်ဆန်းဆန်းစစ်စစ်ကိုကဲမှုဌာနချုပ်စကားကဆန်းဆန်းစကားကမှုဘုံဘူးချုပ်ဒရင်ထုံးကိုဒီလေးကအရှင်ဖမ်းမိခဲ့။ထို့ပြင်ဒီဇင်ဘာလ20ရက်ကအမ်းမြို့မှာနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှစ်ပတ်ခါအတင်းယူခဲ့တဲ့တိုက်ပွဲတွေဒုတိယတိုင်းမှုဘုံဘူးချုပ်တောင်းထုံးနဲ့တိုင်းဦးစီးချုပ်ဘုံဘူးချုပ်ကြော်ကြော်တန်းအမှတ်ဆန်းဆန်းစစ်စစ်ကိုကဲမှုဌာနချုပ်စကားကဆန်းဆန်းစကားကမှုဘုံဘူးချုပ်ဒရင်ထုံးတို့ကိုအရှင်ဖမ်းမိခဲ့။ ပြီးခဲ့တဲ့2024ဖေဖော်ဝါရီလစံပယ်ကတောက်တော်မြောက်ဦးမင်းပြမျိုးနဲ့မြန်မာစက္ကကကိုလောက်အောင်တိုက်ရင်းများကိုအေကတိုက်ခိုက်စစက္ကကကိုတက်မှမူပုံမှုချုပ်ဇော်မင်းထွန်းကိုအရှင်ဖမ်းမိခဲ့ဖေဖော်ဝါရီလအတွင်းတိုက်ပွဲနဲ့မြောက်ဦးမြို့ခမရ300တိုက်ရင်းအားတိုက်ခိုက်တိမ့်ပိုက်စီရင်းချိန်ကတက်မှစက်တက်မှမူပုံမှုကြီးမင်းမင်းထွန်းအားအတေဖမ်းမိခဲ့ပလဝဒေတာတိုက်ပွဲတွေနဲ့ပလဝအခြေစိုက်စက္ကစက္ကစက္ကူရှင်းလန်းဌာနချုပ်တက်မှမူပုံမှုချုပ်ဇင်မျိုးဆွေးတွေ ကြံစုံပျောက်ဆုံးရေရေထဲနှစ်မြုပ်ထပြင်းလုံးမြောက်သွားနေကိုအတီးပြုတ်ရေမရနိုင်တော့နှုံးမှုဒီမှာမှုဒုဗိုလ်မှုကြီးပညာပိုင်စိုးကိုတိုက်ပွဲကလာတွင်တနတ်တန်ရံမြန်ဖြစ်အတေဖမ်းမိခဲ့တယ်ကိုထုတ်ပြန်ခဲ့ဖန်စီနာဒီစစ်တုံးမှန်များကိုအေအေကစီးသိရေပြန်လွှတ်ပေးမှုများလည်းရှိနေတယ်ပြီးရတဲ့2024ဒီဇင်ဘာလ25ဇန်နဝါရီကဒီဒီဘာလနဲ့2025ဇန်နဝါရီကစစ်တုံးဘန်းနဲ့မိသားစုဝင်200ကျော်ကိုအေအေကပြန်လွှတ်ပေးခဲ့တယ်အေအေနောက်ဆုံးဖမ်းမိထားတဲ့စစ်ကောင်စီအရာရှိမှာအမှတ်69ချင်းမြန်တပ်မဌာနချုပ်ယာယီဒီဒီဟာမှု ဒုတိယဘုံမူကြီးကြော်ကြော်တက်ဖြစ်ပြီး၎င်းကိုငဖဲမြွတ်နဲ့အောက် CEO ကြီးကလည်းပြီးခဲ့တဲ့မတ်လကတိုက်ပွဲ၌ AA နဲ့ပူးပေါင်းတပ်များကဖမ်းမိထားကြောင်းသတင်းရရှိစစ်ကောင်စီရဲ့အခုရပိုင်းတွင် AA ထိတ်ထုတ်မြွတ်နယ်များကို၄ရောင်းကတိုက်ခိုက်မှုကြောင့်အရက်တန်းများထိလိုက်တေဆုံးမှုရှိနေပြီးထိုအခြေအနေများကစစ်တုံ့ပန်းပြည်သားစုများအပြန်လုပေးနေခြင်းဒီ AA လူသားချင်းစာနာထောက်ထားမှုကိုပြတ်တက်ခြင်းကိုစစ်ကောင်စီလက်အောက်၌လက်ရှိတောင်းရင်ခန်းဆောင်နေစေရဲတဦးမိခင်တဦးကပြောတယ်မေလ၃ရက်မှမေလ၅ရက်နေ့စစ်ကောင်စီက ယတိတောင်မြို့နယ်ကြောက်တောင်မြို့နယ်တို့ကိုလေကြောင်းမှဘုံကျဲတိုက်ခိုက်မှုကြောင့်အရက်သား20ဦးဒေဆုံးခဲ့ပြီး39ဦးထက်မနည်းဒဏ်ရာရရှိခဲ့အပြစ်မဲ့အရက်ကအာရကဘီသူများကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ကဆစ်ရာစုမှုများကိုနိုင်ငံအသက်နေစီရက်ဆက်ကျူးလွန်နေတဲ့စစ်ကောင်စီစစ်ရာစုမှုနဲ့လူသားမျိုးနဲ့အပေါ်ပြစ်မှုကျူးလွန်နေတော့လောက်ရများကိုပြင်းထန်စွာရှောက်ထားပြီးဤလောက်ရများကိုတက်ဆိုင်ရနိုင်ငံတကာအဖွဲ့အစည်းတွေထံသို့ပေးပို့လွှမ်းမြောက်ခုတ်ပြန့်ခြင်း၌ဖော်ပြထားတယ်။အေးဖန်စီထားတဲ့စစ်တုံးပန်းညံထားတဲ့အကျဉ်းစခန်းချုပ်ကိုလည်းပြစ်မှတ်ထားပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီ။ စစ်တော်ကလည်းထားရှိတဲ့မောင်တော်မျိုးမှမေသားဆောင်တန့်ရင်းနဲ့ညောင်ဦးပြောရှိတဲ့ချင်းစခန်းကိုစစ်ကောင်စီကဖေဖော်ဝါရီလ28ရက်နေ့နဲ့ဇန်နဝါရီလ17ရက်ကလေကြောင်းမှဘုံကျဲတိုက်ခိုက်ပြီးစစ်တုံပန်းနဲ့မိသားစုဝင်အထုတေဆုံးခဲ့ရကဲဒါကတော့အေအေကဒီလောက်အခြေအနေမှာတော့ဒီလိုစစ်တုံပန်းမိသားစုဝင်တွေကိုပြန်လွတ်ပေးခဲ့တာဘာလို့လူသားစာနာမှုရှိလဲဆိုတဲ့အဖြေပဲအဲ့တော့လက်ရှိစစ်ကောင်စီကသူကဘာလုပ်လဲဆိုတော့စခန်းတိုက်တိုက်ပွဲလုပ်တယ်အဲ့ဒီစခန်းတိုက်တိုက်ပွဲမှာသူတို့ဘက်ကနော်စစ်ကူပြစ်ကူတောင်းနေတယ်အဲ့ဒီစစ်ကူပြစ်ကူသူတို့ကမပုတ်နိုင်ဘူးအဲ့ဒီအချိန်မှာဒီဘက်ကစခန်းတိုက်ညာတဲ့ဘက်က တော့သူတို့လုံးဝ product မလုပ်တော့ဘူးအဆက်ကမလုပ်တော့ဘူးစကန်လက်နှုတ်ကတော့လက်နဲ့ချတော့မယ်လမ်းယူထောင်မတော့မယ်ဆိုရင်အဲ့ဒီစကန်ပေါ့ကျဲချတယ်အဲ့လိုဖြစ်ရုံပါလားအဲ့ဒီစကန်ပေါ့ကျဲချပြီးတော့ဒီဘက်ကလမ်းဘက်ကလူထိနေထိမထိနေအဓိကတော့သူတို့စစ်သားတွေပေါ့သူတို့ပြန်ကျဲချလိုက်တာဒါဟာတဏှာနဲ့မဟုတ်ဘူးနော်မင်္ဂလာပါဒါပေမဲ့ပါဇက်ရမ်းပြောတာမဟုတ်ဖုံးထောင်ပြီးတော့ဘယ်စကန်မှာဘယ်ရက်ကဘလို့လုပ်လဲအဓိကပြောပြနောက်တစ်ခုကတကယ်ဒီစစ်တုံးမှန်မိသားစုဝင်တွေအတွက်နော်သူတို့ဒီသူတို့ရဲ့စစ်သားအချင်းချင်းပေါ်မှာတစ္ဆာရှိတယ်ဆိုရင်နော်လာရုံလာရုံမှာ ဘဝပြတ်သွားရတယ်စစ်သားတမ်းမြောက်မိသားစုဝဲကငွေရည်လိုင်းမတက်လာရိတ်ခါတွေဖြတ်ကန်ကြည့်တယ်တေဆုံးလားပြောက်သွားရှင်းပြန်လာအောင်မရဘူးပေကြီးလုံးနဲ့ပေသွားပြီးတော့အလောင်းမရတဲ့ကောင်လေးအဲ့တော့၆လပြည့်လို့ရှိရင်ရိတ်ခါထုတ်ပြမယ်ဆိုရင်၈လလာဖြစ်လာတပြားအောင်ပေးဘူးနော်အဲ့တော့ပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့အတွေးခွန်းနေတာမဟုတ်တော့အမှန်တရားကိုနေအောင်ပြောပြတာအများဆုံးစစ်သားရဲ့ရဲတွေနော်နဲ့စစ်သားရဲ့ရဲတွေမိသားစုဝင်တွေလည်းနေအောင်ကြည့်ပါသူတို့လက်ရှိမင်းအောင်နိုင်တို့လည်းသူ့သူတပ်မတော်ရဲ့ခေါင်းဆောင်ပါခံယူထားတယ်ပြီးလို့ရှိရင်ဘောမနဲ့သူတို့တပ်မတော်ရှင်းညာလို့လူကပြောတယ် ခင်ဗျားတို့စစ်တပ်တွေဟိုမြှောက်ပေးတယ်။အာငါတို့တပ်မတော်ကြီးငါတို့ကတပ်မတော်ချစ်သူစစ်တပ်တွေငါတို့တပ်သားတွေပဲနိုင်ရမယ်။မျိုးမြှောက်ပေးတယ်။ဒါပေမဲ့အခုတော့တိုက်ပွဲမှာကြာဆုံးသွားတယ်၊ပေဆုံးသွားတယ်၊ဘဝပြတ်သွားတယ်။ခင်ဗျားတို့အကျိုးခံစားမှုပေးတာ။ခင်ဗျားတို့ကြံနေခဲ့တဲ့ကိုယ့်ရဲ့သားလေးသမီးလေးကိုအမေမတော့အဲ့ဒီခင်ဗျားတို့အတက်နဲ့လဲပြီးတော့တိုက်ပေးသွားတဲ့အဲ့ခေါင်းဆောင်တွေနဲ့ခင်ဗျားတို့နော်မြှောက်ပေးခဲ့တဲ့အဲ့ဒီဘောမှဘာတောင်းဝင်ယူမှုတောင်းဝန်ခံမှုပေးအဲ့ဒါအဖြစ်ပဲ။အဲ့တော့ဒီတော်လိုင်းရေးမှာကျွန်တော်ပြောတာက เนาะသူတို့အာဏာရဖို့အတွက်စစ်ကောင်းဆောင်တွေကခင်ဗျားတို့အတေခံနိုင်တယ်သူတို့နေရာကောင်းတစ်ခုရဖို့အတွက်အခုဇော်ပေါင်းဟင်းလို့ကြည့်เนาะကျော်စိုးဦးလို့ဇော်ပေါင်းဟင်းလို့ကျော်မျိုးမင်းလို့မမှုထုလို့ခင်ဗျားလက်ရှိဘောမှာလက်ဆွေးကြည့်လို့ရပါတယ်เนาะသူတို့ဘောမှာအစားချောင်မှုအတွက်ဟိုအဘောက်ပိုင်ဒီအဘောက်ပိုင်ဟာသူတို့ပြောရင်ပြီးဇော်ပေါင်းဟင်းလို့ကြည့်ပါလားအဲ့ဘာပေါ့ဒီလိုက်အဘယ်တိုင်းမှုဘယ်လိုပြောရလဲဆက်တယ်သူတို့ဘီးဘီးအဲ့ဒီအနေထားကိုနေရဖို့အတွက်ခင်ဗျားတို့ညှောက်ပေးတယ်အခုခင်ဗျားတို့ကမိသားစုဝင်တွေဒုက္ခရောက်တယ်တေးတဲ့လူကတေးသွားတယ်ဒုက္ခရလူဖြစ်တဲ့လူကဖြစ်သွားတယ် ဲ့ဒီစစ်တပ်မိသားစုတွေအတွက်အဲ့ဒီဘောမတွေဘာတခုထောက်မှန်ဆောင်ပြပြီးတေဦးဖြစ်နေတဲ့ဆေးရုံပေါ်တက်ပြီးတော့ဟိုလူလေးပတ်စံလေး9000ကံဒီလူပတ်စံ9000ကံပြအောင်လိုင်းပေါ်တင်တာမရှိဘူး။တကယ်လားခင်ဗျားတို့စစ်သားပေါ့နော်ဒီလက်ရှိစစ်တပ်အပေါ်ကိုစစ်တပ်ခေါင်းဆောင်တွေကစစ်တပ်ဖြူစင်းနေဆိုရင်ပွဲမှာကြဆုံးသေဆုံးသွားတဲ့မိသားစုတွေနဲ့စစ်သားတွေရဲ့မိသားစုတွေနဲ့ကြံပစ်ခဲ့တဲ့မိသားစုတွေအတွက်ဘဝအာမခံချက်ပေးရတယ်လေ။ပေးရတယ်အဲ့ဒါအဖြေပဲအဲ့ဘဝအာမခံချက်မပေးတော့အခုပြန်နေတဲ့အေအေက200ကျော်ခင်ဗျားတို့ရက်ထဲညာနဲ့ပြည်သူနဲ့တွားနေကြည့်လိုက် နော်အခုတဘောပေါ့ပြခိုင်းထုတ်လိုက်တယ်ပျော်ပြီတိုင်းကြီးတွေပတိတိရန်ကုန်ပြစတဲ့ဖြစ်တဲ့နေရာသွားနေကြတယ်အာကျွန်တော်အဖေကတော့ကျမလင်းရတော့အေးနဲ့တိုက်ရတိုက်ပွဲမှာစစ်ကောင်စီဘက်ကကြာသွားတာပါဒါကြောင့်မို့စစ်တပ်ကမှနေလို့မရဘူးကျွန်တော်ဒီရောပြောင်းလာပါခင်ဗျားတို့ဒီသူတွေဘယ်လိုဆက်ဆံလဲအဲ့ဒီအဲ့ဒီအဖြေတွေကိုမြင်အောင်ကြည့်ကြပါအဖေမြင်ဖို့လိုတယ်အဲ့ဒါစစ်သားဆိုတော့အမေဘေးတက်ကမှန်တယ်စစ်သားဆိုတာ COC နာခံမှုရှိရမယ်အမတော့ချိန်အောင်ကုန်မပြေဝနာခံမှုရှိရမှန်တယ်ဒါပေမဲ့အဲ့ဒီဘေးတဲ့အမေကမှန်ကန်တဲ့အမေတိုင်းကြီးအတွက်တရားမျှတာတဲ့အမေမျိုးလို အမိတ်ကန်ရောက်နာခံမှာမဟုတ်ဘူး။မှန်ကန်တဲ့အမိတ်ကိုနာခံ။အဲ့တော့မှန်ကန်တဲ့အမိတ်ကဘာတွေလဲကြည့်လိုက်မယ်ဆိုရင်စစ်တီတို့ကျင့်ဝတ်60ဆိုတာတခါရှိသေးတယ်။အဲ့ဒီစစ်တီကျင့်ဝတ်နဲ့မကန့်ညီတဲ့အမိတ်တွေပေးတာလေဆိုခင်ဗျားတို့ကအကြမ်းဖက်တမဖြစ်ပြီ။ခင်ဗျားတို့ကအတိုင်းကြီးကိုတက်ဆောင်ရောက်လိုက်ပြီ။အဲ့ဒါချိန်နေတယ်။အဲ့တော့ကျွန်တော်တို့ကမူတွေရှိပြီလား။တတ်မှတ်ထားတဲ့စံစီစံနှုန်းတွေရှိပြီလား။ဟမ်တိမူကတက်ဆိုတိုင်းတက်ဆရာမလို့ကံရမှုတက်ပြီးတော့ပြစ်ခိုင်းတာဘဒုကိုပြစ်ခိုင်းတယ်လေစစ်တီတို့ကျင့်ဝတ်60နဲ့ညီစွာပြစ်ခိုင်းပြည်သူကိုနေလိုလားဆက်နာမှာစစ်တီတို့ကျင့်ဝတ်တော့ပါတယ် ဖျားအဲ့ဒီအိမ်မီးထုတ်ပြောလိုက်ဒါတီတူအိမ်ဒီအိမ်တိုင်းမှာလူ၄ယောက်ရှိတယ်တပေါ့တယောက်က BDF ဖြစ်နေလို့အဲ့မီးထုတ်မရှိဘူးကျန်တဲ့၃ယောက်ကတီတူဖြစ်နေသေးတယ်အဲ့ဒါအဖြစ်ပဲကျွန်တော်တို့ကအဲ့ဒီတဘောတရားတွေနားလည်လိုက်မယ်ဆိုရင်အခုလိုဘွားတွေပြတ်သွားမယ်အခုဒီလှုပ်ပေးလိုက်တဲ့စစ်တီနော်ဒီတုံ့ပန်းတွေရဲ့မိသားစုဝင်တွေယောက်ကြည့်ကျုံဆောက်တဲ့တရားစီကတော့လည်းတက်တယ်ဒီစုပ်ပြတ်တ်ဘွားတွေဟမ်ဒီမိုကရေစီတိုင်းကြီးရပိုင်းအဲ့ဒီဘွားတွေအဲ့ရောက်နေရမှာကျွန်တော်တို့ပြောတာမင်းအောင်ကြည့်ကြပါဗျာတိုင်းပြည်ကတော့စုပ်ပြတ်တ်တယ်ခမရတို့ဘွားတွေစုပ်ပြတ်တ်တယ်ဘာဖြစ် ဘယ်လိုလောက်ခံထိုင်ရလဲနော်အဲကြောင့်ဦးစိမှုထံဥပဒေနဲ့ပေါင်ပါတယ်တင်နာမှာအခါကျရင်တွင်းတာငါတို့ဒီယူနီဖောင်းကလည်းအခြားယူနီဖောင်းတွေရန်လူအခြားလူရန်လူမင်းတို့အမိတ်တဏ္ဍာရမယ်ခံပြန်မမေးနဲ့ခံမပြောနဲ့အဲတရားရိုက်ပြီးပြီးတော့ရှေ့ထောင်းလို့လားရှင်းရှင်းပြောရင်တော့ဒီစစ်တပ်ခိုင်းရောက်သွားရင် brain waste တကသူကလုံးဝအောင်လုပ်လိုက်တာစဉ်းစားတွေးကောင်းနိုင်လည်းမရှိဘူးနော်အခုဆို Facebook တစ်တော့လို့ပါစစ်တပ်ထဲမှာတင်းကျတာဒါတွေကလူ့အခွင့်အရေးထိုးပါခင်ဗျားတို့လူညွတ်တုံးပေါ်နဲ့နေရတာ အဲ့ဒီစစ်မှုထမ်းဥပဒေပြောတာနှစ်နှစ်စစ်မှုထမ်းဥပဒေနှစ်နှစ်ထွက်လို့ရမထင်ဘယ်တော့မဲဆိုခဲ့ဟုတ်တယ်နော်ဘလို့လိန်ညာခဲ့ကဗျားကဦးနှစ်နှစ်ပြည့်တယ်ထွက်လို့ရတာစစ်မှုထမ်းဥပဒေနဲ့အခုမှဝင်တဲ့ကောင်တွေမပြောနဲ့ဦးခဏနဲ့ဦးခဏနဲ့ဦးနော်ဟိုရှစ်ပွေတယ်ဒီထွက်တာက59နှစ်အနည်းငယ်ဆက်လုတ်တက်ရှိတဲ့စစ်သားတွေထွက်ချင်တာအများကြီးပဲထွက်ခွင့်ရအဲ့တော့စစ်မှုထမ်းဥပဒေနှစ်နှစ်ဆိုရလားခွင့်ခွင့်စကားနော်ဒါကြောင့်မလို့လက်ရှိစစ်တပ်ထဲမှာ ဒီလက်ရှိမင်းအောင်နိုင်ရဲ့ရုပ်မှန်မှုတွေကိုလက်မခံနိုင်တဲ့စစ်သားကောင်းအများကြီးကျွန်တော်အများပြောလို့စစ်တပ်ကအမျိုးရှိစစ်သားနဲ့စစ်ခွေးစစ်ခွေးဆိုတာဘုမဏိဗမဏိအပွားတော့ကောင်းတွေခေါင်းဆောင်တွေသူတို့ခေါင်းဆောင်တွေမြောက်ပေးတဲ့ဒီသူခွေးလိုလိုက်ဆောင်နေကောင်အစ်စ်ခွေးခွေးလိုလိုက်ဒုက္ခပေးနေကောင်စစ်ခွေးနော်ဒီဟာကြီးကမားနေမဲ့ကောင်းအောင်ကိုစဉ်းစားပြီးတော့မလွဲတာလို့မထွက်နိုင်ရင်ပဲလုပ်နေတဲ့စစ်သားရဲ့အများကြီးဒါကြောင့်မလို့အဲ့ဒီစစ်သားတွေပြောချင်တာခင်ဗျားတို့တွေစစ်သားတွေအတ္တတိရှိတဲ့ကြောင့်ကြားနေဟမ်တိုက်ရဲတေရဲဆိုရမှန်တရားဘက်ကဘာဖြစ်လို့တတ်သိမရှိနေကြလဲ တကယ်တည်းမွေးကြပါတော့ခင်ဗျားတို့ဘဝအတွက်လုံခြုံမှုအာမခံချက်ရှိမှုအတွက်တည်သူရှိမှအာနာရှိမှရကောင်းဆောင်ပြီးမှအာနာရှိပြီးခင်ဗျားတို့တိုက်တက်တော့နေဘယ်တော့မှခင်ဗျားတို့ကမကောင်းဆောင်တေးကြရနော်အဲ့ဒီဗီဒီယိုဖိုင်လေးမှကျွန်တော်အဓိကပြောချင်တာတော့ဘောမတွေအနေနဲ့အဲ့ဒီစစ်တုံးပန်းတွေအတွက်ငါတို့ကတက်မလို့ချစ်မြတ်노ဒူဒီပါဆိုတဲ့ဒူတွေကဘာလုပ်ပေးလဲလို့နော်ခင်ဗျားတို့စစ်သားသားများတာစုဝင်တွေအခြားတနိုင်ငံတို့မှရှိတဲ့တက်မိသားစုဝင်တွေအားလုံးစောင့်ကြည့်ပေးပါဒါပဲပြောချင်ပါတယ် နောက်ကိုစီတန်ဆက်ပြီးတော့ operator ချမင်းတော့ချက်လေးတွေကို comment မှာရှိပြပါ။ကဲဆက်လက်ပြီးမှကျွန်တော်တို့ကိုရဲဘော်ရှင်လေးတန်ဆက်ပြီးတဲ့တဲ့လေးတွေဆက်ကြလာကြအောင်နော်။လေဘဲရဲ့အသားကိုတပိတ်တာမြန်မာငွေချက်တသိန်းကျွန်တော်တို့ဒါဘတ်နဲ့ဆိုရင်တောင်းပြီးတော့အနည်းငယ်10အသားကနေစဝင်မယ်ဆိုရင်မြန်မာငွေချက်တောင်းကနေပြီးတော့ဘတ်ငွေတရာကစတင်ပြီးတော့ဝယ်ယူနိုင်ပြီးမင်္ဂလာပေါင်းခဝေညောင်းကောင်းခြင်းဖြာဖြာ မင်္ဂလာပါကျွန်တော်ရဲ့မိဘအချင်းညီကိုမောင်နှမအပေါင်းတို့ဒီနေ့မေလ18ရက်ရက်နေ့မှာလေဘဲသားစလိုက်ရပါပြီဟုတ်ကဲ့ပါလေတဲ့ဗိုလ်ကြီးကြည်ဖေလင်းပြန်တန်းဝင်အမှတ်42 62လေဘဲတကောင်ကိုပထမဆုံးတုတ်တင်ရှင်းလင်းနိုင်ခဲ့တဲ့နေ့ကျွန်တော်တို့မိဘပြည်သူတစ်ချက်လုံးရဲ့ပြည်သူကပေးတဲ့အမိန့်ကိုပြည်သူကော်ရဲတပ်ဖွဲ့ဝင်တွေ စတဲ့တန်းဆောင်လိုက်တဲ့နေ့အောင်မြင်သောနေ့ဖြစ်ပါကြောင်းဒီနေ့မှာအကျွန်ဖက်စစ်ခွေးတက်ရဲ့လေတက်အရာရှိတခုကိုတုံ့ပြန်ရှင်းလင်းနိုင်ရတဲ့ဖြစ်စဉ်တွေကိုကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်မိဘတွေဗီဒီယိုကြည့်နေရင်လည်းပကံအလွတ်လေးတွေခြင်ထားပေးပါလေဘဲသားကိုကျွန်တော်တို့အတူတူစားကြမှာဖြစ်ပါတယ်နောက်ချက်ရင်နောက်ထပ်ဝန်တာစီယာတင်း တရင်ကောင်းကြီးကလည်းပဲအလကတ်တော့အေးရဲ့ထိုးစစ်ဟာတာပေါင်းအတိုင်းကြောင်းရေးကြီးလင်းမျက်နာနဲ့အင်ကပူအထိကိုရောက်ရှိနေပြီဆိုတဲ့အကြောင်းတွေကိုကြားရမှာဖြစ်တယ်။မေလ၁၉ရက်နေ့နောက်နေ့၁၈၁၉ရက်နေ့တွေမှာကျွန်တော်တို့အညာမြေပြင်နဲ့ပတ်သက်တဲ့အောက်ပွဲသတင်းတွေကိုထပ်မံပြီးတော့ကြားရမှာဖြစ်ပါကြောင်းကျွန်တော်တင်ပြမှာဖြစ်ပါတယ်။ကျွန်တော်မြင်ပါတယ်။ဘကန်လွတ်လီတယောက်ချက်စီကန်ထားပေးပါ။အစောဘကန်မရှိမရှိရလေပဲပါဆယ်လေးတစ်ခုပေါ့ဗျာ။ကျွန်တော်ကကျွန်တော်မြင်ပါတယ်ကိုလေဘဲသားကို ပေးပို့ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးကြည့်ဝင်ကြည့်ချင်ကျွန်တော်မိဘတအူးချင်းစီတိုင်းကိုတလေးတစားဖိတ်ခေါ်လိုက်ပါတယ်။တော်လန်သောအချိန်တော်လန်သောကာလကျွန်တော်ပြည်သူတရက်လုံးရဲ့ပူပေါင်းဆောင်ရွက်မှုကျွန်တော်ပြည်သူလူထုပေးတဲ့အမိတ်ပြည်သူလူထုရဲ့ချလိုက်တဲ့ပြစ်ဒဏ်ပြည်သူစီရင်လိုက်တဲ့တရားစီရင်မှုတိုင်းဒီနေ့မှာသက်တည်ပြလိုက်တာပါ။ ကျွန်တော်ပြည်သူကော်မတီတပ်ဖွဲ့ဝင်ရဲဘော်တအုံးချင်းစီတိုင်းရကျွန်တော်တို့မိဘပြည်သူတအုံးချင်းစီတိုင်းရအမိတ်နာခံရရှိပါတယ်မိဘပြည်သူတို့ရဲ့ဒါဆန္ဒနဲ့အညီကျွန်တော်ဒီနေ့လုံနိုင်ခဲ့တဲ့တည်ကတော့လေဘဲသားပရမဦးစွာစာတုံးနိုင်လိုက်ပါပြီဟုတ်ပြီဒီပြစ်စင်လေးကိုကျွန်တော်ပြောခင်ပါအရှိကကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်ရဲ့မိဘပြည်သူတွေတကယ်နဲ့ဝင်းအကူညီခဲ့တာ ကျွန်တော်တို့ဒါကြောင့်ဖက်စီခွေးတက်ရဲ့ဒါလေတက်အရာရှိသူတို့တွေကိုပြစ်ဒဏ်စီရင်ဖို့ကျွန်တော်တို့ဒါချက်လန့်ခေါ်ခဲ့တာရှိတယ်ပြီးတော့စုချင်းတွေကိုထုတ်ပြန်ခဲ့တာရှိတယ်ဆိုတော့ကျွန်တော်ဗီဒီယိုချင်းနေတယ်ကျွန်တော်မိဘတွေဆိုရင်ဟာကိုရှမ်းလေးပတ်တိန်နေတာဟောဆိုတော့အဲ့လိုမျိုးဒါကျွန်တော်မိဘပြည်သူတွေရဲ့အတန်တွေကျွန်တော်မိဘပြည်သူတွေရဲ့အကဲကိုအားတက်တယ်ရောပြီးတော့ပြင်းပြတဲ့ဆန္ဒတွေကိုဒီနေ့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကဖော်ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ် ဟုတ်ပြီဒီတရင်ကိုမပြောခင်မှာကျွန်တော်ဥပထွေကိုလေဘဲသားရောင်းချင်ပါတယ်အဲ့ဒီလေဘဲသားကတကယ့်ကိုအရသာရှိတယ်ချုံမိန်နဲ့ဘာနဲ့ပဲတွဲဖက်စားစားစားလို့အရသာရှိတယ်လေဘဲသားတပိတ်တာမို့မြမငွေချက်တသိန်းကျွန်တော်ဒါတစ်သားချင်းဝယ်စားမယ်ဆိုရင်မြမငွေချက်အတောင်းကနေပြီးတော့စတင်ဝယ်စားလို့ရတယ် ကျွန်တော်ထိုင်းဘတ်ငွေနဲ့ပြောမယ်ဆိုရင်ထိုင်းဘတ်ငွေဒီတပေါင်းပေါ့ဗျာတပေါင်းကနေပြီးတော့ထိုင်းဘတ်ငွေ100ကနေပြီးတော့စတင်ဝယ်ယူစားသုံးနိုင်ပြီဆိုတဲ့အကြောင်းကိုကျွန်တော်မိဘတွေကိုဥပစွာတင်ပြပေးခြင်းပါတယ်ဟုတ်ပြီကျွန်တော်တောင်တာမြို့နယ်မှာသူတပည့်တယောက်နဲ့လပိဆိုင်မှာညိုစို့နေတဲ့အချိန်ညိုစို့နေတုန်းကျွန်တော်ဒီစကားဝယ်ရတဲ့ဖွဲ့ဝင်တို့ရဲ့လက်ချက်အောက်မှာပဲဝေစီငရဲကိုမစီတော့ကြိုက်ချင်ပြပါနဲ့အဲ့ဒီလေဘဲ ငနေသားစောက်ထိုးဆင်းသွားရပါတယ်ကျွန်တော်ပြောချင်တာကတော့ဒီပွဲကမပြီးသေးဘူးဆက်ရရှိသေးတယ်ကျွန်တော်တရင်အချက်လက်တွေအမြောက်များရရှိထားပါတယ်ကျွန်တော်ဖြီးသွင်းမှာကျွန်တော်တိုင်းရင်းသားညီကိုမောင်တို့ကလည်းကျွန်တော်တို့ရဲ့ကလင်းငယ်တွေကိုလင်းချောင်းကနေပြီးတော့ရရဆက်ဆက်ဆိုလိုက်အပြုံလိုက်သေးစေနိုင်ဖို့အတွက်ဒါအပြင်းထန်တဲ့ဘုံမျိုးမျိုးအနစင်ဝတ်တစာမျိုးတွေပြီးတော့ပေါင်းရအောင်ဘုံတွေပြီးတော့ဘုံတွေနဲ့ကျွန်တော်တို့ရဲ့ကလင်းငယ်တွေကိုတက်ဖြတ်ခဲ့တဲ့သူတွေအခုသူတို့တွေ ောက်နှံ့နေကြရပါပြီကျွန်တော်ပြီးပါတော့ကျွန်တော်တို့ဒါကလင်းငယ်ပြီစာသင်နေတဲ့အချိန်ကြောင်းတက်နေတဲ့အချိန်ကျွန်တော်အကြောင်းအလေတက်တယ်ဘုံကျက်တက်ဖြတ်ခဲ့ကျွန်တော်ကလင်းငယ်တွေရဲ့နာရေးတော်မှာအပီးသိဘူးဒီကောင်ဒီသူတို့နာရေးလုပ်နေရတယ်ဒါနဲ့ဆက်ဆဲမှာပဲသူတို့နဲ့ပတ်သက်တဲ့မိသားစုဝင်တွေတော်တော်လေးကိုကြောက်လန့်တုံလို့နေတယ်လို့ကျွန်တော်တို့သတင်းရရှိထားတယ်ဒါအပြင်အကြောင်းဖက်စိတ်ခွေးတက်ရဲ့လေတက်နဲ့ပတ်သက်တဲ့ အူးချင်းစီတိုင်းအရောက်တိုင်းတမိသားစုလုံးဆွေစဉ်မျိုးဆက်တစ်ခုလုံးထိတ်လန့်ကြောက်ရွံ့နေပါချောင်းထိုင်ပြပါတူအတိပေးလို့ပါတယ်ဘယ်နဲ့သူတို့အလှည့်ရောက်လာမလဲဆိုတာသူတို့ဒီတိမ်မှာအလုံးစွာကြောက်ရွံ့နေကြပါတယ်ဒါတော့ကျွန်တော်တို့ clean ငယ်တွေရဲ့နိုင်ရင်ပြီးသေးဘူးเนาะဒါကြောင့်ကျွန်တော်ကပြောတယ်ဒီပွဲမပြီးသေးဘူးဆက်ရဖြစ်သေးတယ်ဒါကျွန်တော်တို့မိဘပြည်သူတွေရဲ့တရားစီရင်မှုအောက်မှာရှိနေတဲ့ဆိုတာကိုကျွန်တော်တို့ခိုင်ခိုင်မာမာတသက်ပြတိုင်ခဲ့ခြင်းဖြစ်ပါတယ်ဟုတ်ပြီ ဒီအပိုင်းတွေအတွင်းမှာကျွန်မဖက်စစ်ခွေးတဲ့ခေါင်းဆောင်ပိုင်းတွေဟာသူတို့ရဲ့ data အရာရှိတွေနဲ့ data မိသားစုတွေကို Facebook တွေမတုံးဖို့ဒါတုံးထားတဲ့ Facebook account တွေကိုလည်းဖြုတ်ချဖို့ပြီးတော့လူမှုကွန်ရက် social စာမျက်နှာမတုံးဖို့ကိုဖိအားပေးတဲ့ကန့်ကွက်မှုတွေချုပ်ကင်မှုတွေရှိနေတာပါဒီလိုကန့်သတ်မှုတွေရှားမှာပဲကျွန်တော်တို့ပြည်သူတွေချုပ်တဲ့အမိန့်ကိုကျွန်တော်ရဲဘော်အတွေ့တိတိကျကျဖိုင်နာနေတာပါ ကျွန်တော်ပြည်ကိုကြည့်နေတယ်ကျွန်တော်တို့မိဘပြည်သူတဦးချင်းစီတိုင်းကပေးပို့လာတဲ့အမိန့်တိုင်းကိုကျွန်တော်ရဲဘော်လူငယ်တွေဟာတေချာတင်ချာစွာလုံးဆောင်နိုင်ခဲ့တယ်ဆိုတာကိုကျွန်တော်ကတင်ချနေခြင်းဖြစ်ပါတယ်ဟုတ်ပြီဒီလိုမျိုးတို့ရဲ့လူမှုကွန်ရက်ဆိုရှယ်စာမျက်နှာတွေ Facebook တွေကျွန်တော်တို့ဒါအခြားသောဒါမီဒီယာတွေကိုဒါ block ချဖို့ပိတ်ပင်ဖို့နောက်ဆုံးဖျောက်ချဖို့ဒါကျွန်တော်တို့ပြင်ချုံထားတဲ့အကြောင်းဖက်စစ်တက်ရဲ့ခေါင်းဆောင်ပိုင်းလုံးဆောင်နေတဲ့လုပ်ငန်းစဉ်တွေတောင်မှမပြီးသေးဘူးအခုအချိန်မှာတော့ ကျွန်တော်ပြည်သူရဲ့ပြင်းထန်တဲ့အရေးယူအောက်ရေးယူမှုအောက်မှာလေးတပိုကြီးကြည်ဖေစင်းကတော့လက်ဖေးဘိုးတော်ရှင်းချင်းမရသွားခဲ့မြန်မာဘူးဗျာဆိုတော့ကျွန်တော်ပြည်သူနဲ့ရင်ဆိုင်ရဲတဲ့အကြမ်းဖက်တက်တာအတူရှိတယ်ပြည်သူကကျွေးပြည်သူကမွေးပြီးတော့ပြည်သူလက်ကိုပြန်ကြိုက်တဲ့ခွင်းဘလို့စက်သိမ်းရမလဲ အဲ့ဒီလေဘဲခွေးတွေနဲ့ပတ်သက်ပြီးတော့သူတို့မိသားစုဝင်တွေသူတို့ရဲ့သားသမီးတွေလက်ရှိသူကကာဝယ်ပေးမှလဲဆိုရင်မိခိုးတွေထောက်နေကြသူတို့ကဘသူကာဝယ်ပေးမှလဲစမ်းပြီပါသူလက်ကြတော့သိမှကြောက်ကြတယ်ဘာလို့သားသမီးတွေရဲ့လုံခြုံရေးငါတို့ရဲ့ဘဝလုံခြုံရေးအခုငါတို့ရဲ့အသက်ကိုဘသူကာဝယ်ပေးမှလဲသူတို့ကိုကိုယ်နေတယ်သူတို့အားကိုးနေတယ်သူတို့တွေအခုတာဝန်ထမ်းဆောင်နေတယ်အကျံဖတ် ကဘာရာဇဝိလူစုလိုက်ပြုံးလိုက်တပ်ဖြတ်ခဲ့တဲ့ကောင်ကိုခုမိကုန်းနေထုတ်နေကြတယ်လူသက်သမားလူသက်ကောင်သူတို့တွေကြောက်တာတော်တော်လေးကိုရုပ်ပြက်ဆင်ပြက်ဖြစ်နေတဲ့အကြောင်းကျွန်တော်မိဘတွေကိုသင်ပြနေခြင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ခရင်းငယ်တွေနေရာဆုံးမှာလေးစီဘုံပြက်တပ်ဖြတ်ခံနေရတယ်နာရေးတော့မပြီးသေးဘူးသူတို့ရဲ့ခရင်းငယ်တွေအဲ့ရောက်လာမှာကိုသူတို့အရန်ကြောက်တယ် ဒါဆိုရင်ကျွန်တော်တိုင်းရင်းသားကျွန်တော်တို့ခရင်းတွေတွင်ねကျွန်တော်တို့အရက်သားတွေကိုဘာကြောင့်ဘုံကျဲတာလဲကျွန်တော်တို့ခရင်းတွေတည်ကြတော့သူတို့ကရေးဆက်ဆက်ဘုံကျဲတက်ဖြတ်သူတို့အလက်ရောက်မှကြတော့သူတို့ကိုဘယ်သူကာကွယ်ပေးမှလဲငါတို့ကိုဘယ်သူကာကွယ်ပေးမှလဲဆိုတဲ့မေးခွန်းတွေသူတို့ရဲ့လီဒါအတွင်းမှာပြန့်နှံ့နေကြပပတ်ကြီးကာကွယ်ပေးမှပေါ့အားဟုတ်လိုက်ပါကြိုးကြည့်လိုက်ပါကိုးစားလိုက်ပါသူတော်မှ ဆိုတော့နိုင်ငံရဲ့ဟိုးဝေးကြီးမှရှိနေတဲ့ရုရှားကိုပြီးပြီးတော့အာကိုပြီးတော့တာကောကြီးကိုပထွေးလူတမျိုး အဖေလူတမျိုးအာကိုထားတာဆိုတော့လက်ရှိသူ့ရဲ့အောက်မှာအယိုးရင်ကိုက်နေတဲ့ကောင်တွေကဘသူ့ကိုအာကိုမှလဲကျွန်တော်ပြည်သူကတော့ခိုင်ခိုင်မာမာဆုံးဖြတ်ထားပြီးပြီကျွန်တော်ပြည်သူကပေးတဲ့အမိန့်ကိုလည်းကျွန်တော်တို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြက်ပြက်သားသားအေးအေးယူဆောင်ရွက်ခဲ့ပြီဒီအချိန်ဒီမှာဒီကနေ့ဒါမေလ18ရက်နေ့နနက်9:15နာရီ15မိနစ်အချိန်မှာပဲဒါသူ့ရဲ့တပည့်နဲ့လပိတ်ဆိုင်မှာစတောက်နေတော့ကျွန်တော်ဒီတို့ကဘာရေးတက်ဖွဲ့ဝင်ဖြစ်တယ်ဒီတို့လူမျိုးရေးတက်မလို့ PLA အမှတ်85တက်ဖွဲ့ အနောက်မြောက်စစ်ဒီကကကျွန်တော်တို့ပြည်သူ့ကဝန်ရဲတပ်ဖွဲ့ဝင်တွေကရှင်းလင်းတုတ်တင်ခဲ့ခြင်းဖြစ်ပါတယ် Congratulation ပါ PLA ပြည်သူ့ဘေးအမေပြည်သူ့စကားနားထောင်တယ်တကယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်ကြောင်းကိုသက်သေပြမှန်ခဲ့ကျွန်တော်အရန်ကိုအကုန်ယူတယ်ကျွန်တော်အရန်ကိုလေးစားတယ်ဒီဘေးနေပတ်သက်ပြီးတော့ဒါအတူတွေကိုစုချင်းတွေထုတ်ခဲ့တာကျွန်တော်ပြပါတယ်မှတ်မိပါပါ ကျွန်တော်ဘတ်တသိန်းကနေပြီးတော့စတင်ပြီးတော့စုချေတက်မှတ်ခဲ့တာဖြစ်တယ်။မြန်မာငွေချက်သိန်းပေါင်း130ကျော်ကနေပြီးတော့ဒါကျွန်တော်စုချေထုတ်ခဲ့ကြပါတယ်။တော်တော်လန်တော့ဒါမိသားစုဝင်တွေပူပေါင်းပြီးတော့ပေါ့ဗျာ။ဆိုတော့အခုချိန်မှာပရမအုံးကအဲ့ဒီစုကြီးကိုသိန်းပိုက်သွားတဲ့သူကတော့ဒီသူလွတ်မြောက်ရေးတက်မတော့ PLA အမှန်85ကတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရင်ပြီးပါတယ်ကျွန်တော်ညီကိုမောင်မတော် ကျွန်တော်တို့ဆက်ရံပြီးအများကြီးရှိသေးတယ်လေဘဲရှင်းရင်းရေးကအခုမှစတာဖြစ်တယ်အကြံခစိခွင့်တက်ရဲ့လေဘဲနဲ့ပတ်သက်သူမှန်များကိုကျွန်တော်တို့တုံ့ပြန်ရှင်းလင်းရမယ်အများကြီးရှိပြီလေဘဲသားတွေအများကြီးစားရဖို့ရှိပါသေးတယ်ဒါကြောင့်ကျွန်တော်မိဘတွေပကံအလုပ်လေးတွေခြင်ထားပေးပါပြီးတော့ပါဆယ်ထည့်ဖို့အတွက်ပါဆယ်ပေါင်လေးတွေပြင်ထားပါလို့ကျွန်တော်ကမိဘတွေကိုဒါတင်ပြခဲ့ပြီးဖြစ်ပါတယ်ဟုတ်ပြီလေဘဲသားတပိတ်တာကိုမြန်မာငွေကျပ်တသိန်းကျွန်တော်တို့ ဒါပိတ်တာလိုက်ဝယ်ယူစားသုံးလို့ရတယ်လို့ဒါအစဲတားချင်းစီတိုင်းစားသုံးနိုင်ဖို့ကိုလည်းပဲမြန်မာငွေကျပ်တထောင်ကနေပြီးတော့စတင်ဝယ်ယူစားသုံးနိုင်တဲ့အကြောင်းကိုကျွန်တော်ဒီပါတွေကိုတင်ပြလိုပါတယ်ဒီကျွန်တော်တို့ခေါ်ထားတဲ့ဒါ challenge တွေကျွန်တော်ပြည်သူကထုတ်ထားတဲ့ဒါသူချင်းငွေတွေအစာပေါင်းများစွာ လက်ရှိကျွန်တော်ပြည်သူလူထုကျွန်တော် clean gate တွေကိုတပ်ဖြတ်ခဲ့တဲ့သူကိုတုံ့ပြန်ရှင်းလင်းနိုင်တဲ့အဖွဲ့ဟာပို့ပြီးတော့ထိုက်တန်ကြောင်းကျွန်တော်မိဘတွေပြတ်သားရမယ်ကျွန်တော်အတူတူဖော်ထုတ်ရမယ်အခြေဖြစ်ပါတယ်ဟုတ်ပြီဒါစစ်စီရေရဲ့အစပဲရှိပါတယ်တပတ်ကြောက်ကလီဘဲနဲ့ပတ်သက်ပြီးတော့သူတို့မိသားစုတွေပုံပင်တော့ကတွေပေါ်လုံးချိုက်နေတယ်ဆိုတာကိုကျွန်တော်သတင်းတွေကြားတာဆိုတော့ 这种美景啊，都也养家里，都也联络忙的。碰见路对啥嘞？这种可以临街专业。皮姐，这种临街专业，我觉得，这种可街专业看啥看啥来？拿金木杯，哎拿金木杯，这里边看啥呀？没数了，都看啥？没得的，对不对？ အကျောင်းပစိခွေးတက်ရဲ့လေးတပ်ပိုကြီးကြီးဖေးလင်းကိုတုတ်တိန်ရှင်းလင်းလိုက်တဲ့အချိန်မှာသူတို့တွေဟာတော်တော်လေးကိုခံစားပြီးသွားတဲ့သဘောမှရှိပါတယ်။ဒါတော့သူတို့မိသားစုဝင်ပြီ။ဒါလေးတန်းပတ်သက်တဲ့မိသားစုဝင်တွေကိုကျွန်တော်တို့စည်ရင်ပြတ်မှတ်မထားသေးဘူး။ကျွန်တော်ကလေးငယ်တွေတည်ခဲ့ရတယ်လို့သူတို့ကလေးငယ်တွေတွေ ဒါမျိုးကိုကျွန်တော်တို့ချက်မတွက်သေးဘူးသူတို့ယောက်ျားတွေခြေခဲ့တဲ့ဘုံကြောင့်ကျွန်တော်တို့ရဲ့ကလေးငယ်တွေသိဆုံးခဲ့ရတယ်သူတို့လှည့်ကြတော့သူတို့ကဘယ်သူကွယ်ပေးမှလဲဆိုတော့အဲ့ဒီသူတို့မေးတဲ့မေးခွန်းကိုကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်ရဲ့မိဘပြည်သူကျွန်တော်ရဲ့ကွန်မန့်မှာရေးပေးလိုက်ပါသူတို့ကကွယ်ပေးမဲ့သူဘယ်သူပါလဲသူတို့ကပြစ်ဒဏ်စီရင်မဲ့သူကဘယ်သူပါလဲ လက်ရှိလက်ရှိကျောင်းပြည်သူရဲ့တရားစီရင်ပိုင်ခွင့်အောက်မှာဒီလေဘဲတွေအကုန်လုံးရှိနေတယ်ဆိုတာကိုမသိရောလေသလားကျွန်တော်ပြောပြတာတော့ကျွန်တော်ပြီးပါပြီဟုတ်ပြီဒါကြောင့်ကျွန်တော်တို့လေဘဲသားတွေကိုတစ်ဖိတ်တာနှစ်ဖိတ်တာဆယ်ဖိတ်တာဆယ်တာ20တာ30တာ40ဒါမှစတင်ပြီးတော့ဝယ်ယူပြီးတော့ကျွန်တော်ပြီးပါပြီကြံရှိတဲ့လေဘဲတွေကိုတုတ်တင်နှိုင်ဖို့အတွက်ဝင်းရံကူညီပေးဖို့ဒီကနေပြီးတော့ကျွန်တော်လေးလေးကြည့်ဟုတ်ပြီကျွန်တော်เนาะအာကိုစီ ကိုရေဘောရှန်လီတန်ဆက်ပြီးတော့ပေါ့ပြတိကြမေတုံးတချက်လေးတွေကို comment မှာရေးပြီးကြပါအဆုံးထိကြည့်စုပြတဲ့သူရောက်စီတာအရင်ကြည့်စုတင်ပါတယ်ဇီရောနောက်တဲ့အတက်လေးတွေနဲ့ပြန်ဆောင်ကြရအောင်နော်โอเค bye bye